င်္ဂလာပါရှင်။တော်လန်ရဲဘော်များအားလုံး ਨੇ တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြမှာကြပါစေရှင်။၁၀ရက်၁၀လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲယမ်းရိတ်ခါထောက်ပို့မှုမတမ်းများကိုစမတို့ဝင်းဟင် Channel မှာတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ရှင်။နထိုးကြီးမြို့နယ်တနင်္လာသို့မိတ္တီလာလေးတပ်မှတပ်သော Jet Fighter တစ်စီးဖြင့်မနက်6:59မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီး တရက်ဦးလေးတက်မှတက်တော့ဝိုင်းတွဲစစ်ထားဖို့ပုံစဲလေရင်စီးဖြင့်နေ့လယ်၁၂နာရီ9မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဖုံးကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဖာကန်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတက်မှတက်တော့ဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ၄နာရီ၁၀မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတရက်ဦးလေတက်မှတက်တော့ဝိုင်းတွဲစစ်ထားဖို့ပုံစဲလေရင်စီးဖြင့်မနက်9:55မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲက ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။သမော်မြို့နယ်တနေရာသို့မြစ်ကြီးနားလေတပ်နှင့်မိထီလာလေတပ်မှတပ်တော် Jet Fighter နှစ်စီးဖြင့်မနက်09:38မိနစ်09:54မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိုးမိန်မြို့နယ်တနေရာသို့တရအုပ်လေတပ်မှတပ်တော် Jet Fighter တစ်စီးဖြင့်နေ့လယ်09:30မိနစ်09:35မိနစ် တနအီ40မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဝိုင်းမော်မြို့နယ်တနရာတို့မြစ်ကြီးနားလေတပ်မှတက်သောဝိုင်းတွဲစစ်ထားဖို့ဘုံကျဲလေရင်တစ်စီးဖြင့်ညနေ4နာရီ10မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမြို့နယ်တနရာတို့ကလေးလေတပ်မှတက်သောဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ4နာရီ15မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ တပိတ်ချင်းမြို့နယ်တနေရာသို့တရက်ဦးလေတက်မှတ်တတော်ဂျက်ဖိုင်တာတစ်စီးဖြင့်ညနေ9:14မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးတရက်ဦးလေတက်မှတ်တတော်ဝိုင်တွဲစစ်ထောက်မှုဘုံကျဲလေရင်တစ်စီးဖြင့်ည9:42မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မတူပီမြို့နယ်တနေရာသို့နေပြည်တော်လေတက်မှတ်တတော်ဂျက်ဖိုင်တာတစ်စီးဖြင့် ည၈နာရီ10မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ရေနံကြောင်းမြို့နယ်တနင်္လာသို့နေပြည်တော်လေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်ည၈နာရီ16မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဆော်လော်မြို့နယ်တနင်္လာသို့ဒရအုလေတပ်မှတပ်သော Y8 စစ်ထောက်ပို့လေယာဉ်တစ်စီးဖြင့်နေ့လယ်2နာရီ50မိနစ်ခန့်အချိန်မှအစတင်ပြောင်းဝဲကခေရန်ရိတ်ခါတို့များကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။ 10ရက်10လ2025ရက်နေ့တွင် အကျန်းဖတ်စစ်ကောင်းစီအနေဖြင့်တရတဦးလေတန်၊မြကြီးနာ၊နေပြည်တော်၊မိထီလာလေတန်များမှဂျက်ဖိုင်တာ၊ဝိုင်တွဲနှင့်ဝိုင်အိတ်များပြန်တက်မှုအကျဉ်းရေ82ကျဉ်းခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု16ကျဉ်းခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနယ်မြေရှိတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နိုင်၍နေထိုင်ကြပါရန်တိုက်တွန်းလို့ဆိုအပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလက်လန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။ မိဘပြည်သူများအနေဖြင့် လေရင်ဖြတ်တန်းသည့်တဲ့နှင့်လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေဟင် Scope တို့ဆက်သွယ်သတင်းပို့ပေးကြပါရန်မြစ်တာရဲခန့်အပ်ပါရရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။